အားသောဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဘာလ31ရက်နေ့ရက်နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ်ပထမဦးလေးနှုတ်ကိုတော့မာတီနယ်ရီသတင်းနဲ့ပဲကျွန်တော်စလိုက်ရအောင်သတင်းတော့ခရစ်ဝစ်ကလီဖော်ပြသွားကြရဆိုရင်တော့မာတီနယ်ရီနဲ့အာဆင်နယ်သင်းတာဝန်ရှိသူတွေကြားထဲမှာသဘောတူညီမှုလေးတခုရှိတယ်ဒါကြောင့်မို့လဲဒီကိစ္စအင်းနဲ့ပတ်သက်ပြီးတော့စကြုသက်တမ်းတူရေးကိစ္စအင်းနဲ့ပတ်သက်ပြီးအာဆင်နယ်တာဝန်ရှိသူတွေကအေးစစ်စစ်ဖြစ်နေတာဆိုပြီးခရစ်ဝစ်ကလီကဖော်ပြသွားတယ်။သူရဲ့ဖော်ပြထားချက်အရဆိုရင်တော့မာတီနယ်ရီနဲ့အာဆင်နယ်တာဝန်ရှိသူတွေကြားထဲမှာအေးစေးပါပဲ။ စာချုပ်က2029ခုနှစ်တည်းရှိသေးသလိုလိုအပ်ရင်အပိုတက်တန်းတိုးခွင့်တစ်နှစ်ဆိုတဲ့အချက်စာချုပ်ထဲမှာပါဝင်တယ်။ဒါကြောင့်မလို့မာတီနယ်လီက2029ခုနှစ်တည်းပဲစာချုပ်ကြံတာမှန်ပေမဲ့အကယ်၍အဲ့ဒီအဥ္စာကိုအသက်သွင်းနိုင်ခဲ့ရင်တော့2028ခုနှစ်ထိမာတီနယ်လီကိုအာဆင်နယ်ကိုပိုင်ဆိုင်သွားတော့မှာဖြစ်တယ်ဆိုပြီးတော့ခရစ်ဝစ်ကလီကဖော်ပြသွားတယ်။အဲ့တော့ဒီသတင်းတွေကြည့်တဲ့အခါမှာကျွန်တော်တို့ပထမ2029စာချုပ်ကြံကစားသမားတွေကိုအသေးအတန်အသိအတန်တက်တန်းတိုးတဲ့အခါမှာဘာကြောင့်မာတီနယ်နဲ့ပတ်သက်ပြီးအေးဆေးနေလဲဆိုတော့ဒါကြောင့် အားကြောင့်မို့အာဆင်နယ်အသင်းကမာတီနယ်လီကိုစာချုပ်ချုပ်ဆိုခဲ့တဲ့တုန်းကစာချုပ်ပါအချက်လိုက်ရ2029ခုနှစ်တည်ရှိတာမှမြင်မဲ့ လိုအပ်လို့ရှိရင်အလိုလျောက်တက်တန်းတုပ်ကွက်တစ်နှစ်ဆိုတဲ့အပိုတက်တန်းတုပ်ကွက်ရှိတာဖြစ်တဲ့အတွက်2028ခုနှစ်ထိအသင်းက ACC ပဲဒါကမာတီနိုင်နဲ့ပတ်သက်ပြီးတော့အောက်ကျင်းထိုင်းဖို့ပြင်ဆင်ထားတဲ့အသင်းအတွက်ဆိုလို့ရှိရင်တော့စိတ်ပျက်စရာသတင်းပေါ့လေအာဆင်နယ်အတွက်ဆိုလို့ရှိရင်တော့မာတီနယ်လီကို2026ဒါမှမဟုတ်2029ကြာမှနောက်ထပ်5နှစ်တက်တန်းတုပ်မယ်ဆိုလို့ရှိရင်လည်းလုံနိုင်တဲ့ကောင်းကောင်း time rate ထဲမှာရှိရလို့ပြောလို့ရတယ်အဲ့တော့မာတီနယ်လီရဲ့နောက်တစ်ချက်ကမန်တယ်ပိုင်း အာဆင်နယ်ကစားသမားတွေထဲမှာအသင်းရဲ့အကယ်ယူထက်ကစားသမားတွေပြီးသွားလို့ရှိရင်အသက်ငယ်လေးနဲ့အာဆင်နယ်ရောက်လာခဲ့တဲ့မာတင်နယ်လီကအာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ဆိုရင်တော့ကြိုက်တဲ့ချိန်တက်တန်းတူအဆင်ပြေဆိုတိုက်ထဲမှာပါတယ်ကစားသမားကိုယ်တိုင်လည်းပြောခဲ့ဘူးတယ်ကျွန်တော်ဘောပင်တစ်ချောင်းပဲပေးပါဒီစာချုပ်မှာလက်မှတ်ထိုးဖို့က စိတ်ပူစရာမလိုပါဘူးဆိုပြီးသူကပြောသွားဘူးတဲ့အဲကြောင့်မာတီနေလီနဲ့ပတ်သက်ပြီးအာဆီနယ်က2028ခုနှစ်ဒီစာချုပ်ရှိမဲ့အနေအထားဖြစ်တယ်လို့ကစားသမားကလည်းစာချုပ်တက်တန်းတစ်နှစ်ဒါမှမဟုတ်တစ်နှစ်ခွဲကျန်တဲ့အချိန်မှာဆွေးနွေးမယ်ဆိုရင်တော့မှ ACC တက်တန်းတူနိုင်ကြီးရှိဆိုပြီး report တော်များကဖော်ပြထားပါတယ်လက်ရှိအချိန်မှာတော့မာတီနေလီပြန်လာနိုင်မဲ့နေ့ရက်အတိအကျကိုပြန်မပြောထားပေမဲ့ဒီကစားမဲ့တန်းရအရန်မပြင်းထန်ဘူးဆိုပြီး report ချို့လည်းကြားသိရတယ် Brighton နဲ့ပွဲစဉ်မှာအာဒီဒါဒီကစားမအပေါ်ဝင်ဆာလီဘာတို့လည်းအနားပေးခဲ့တာတွေ့ရတယ်အသင်းကနိုင်ပြီးနောက်တစ်ဆင့်တက်ခဲ့သလိုအသင်းရဲ့ အရန်ကစားမတတော်များလည်းခြေသွေးဝင်ရခဲ့တဲ့ပွဲပေါ်လေမာတီနယ်လီကအာဆင်နယ်သင်းရောက်ခါစားတော့ငါတပတ်ကိုပေါင်း3000ပဲရတာအဲ့ရမှတစင်စာချုပ်တေးရ2020 2021ခုနှစ်ကစပြီးတပတ်ကိုပေါင်း8000အဲ့ရမှတစင်2020-23ဘောလုံးရာသီစာချုပ်တေးရတပတ်ကိုပေါင်း3800ရပြီးတော့အကယ်၍များနောက်တစ်ခါတက်တန်းတွေ့ရင်တော့တပတ်လောက်ခါစားပေါင်း2000ကျော်တဲ့ကစားမဖြစ်တော့ဘူးများတယ်ကျွန်တော်ထင်ပါတယ်မာတီနယ်လီရဲ့လက်ရှိအသက်24နှစ်ဆိုတဲ့အရွယ်ရဲ့မြန်နှုံးမြင့်ကစားဟန်ရဲ့နာခံမှုကောင်းတာရဲ့ နောက်ပြီးတော့ရန်ကုန်မှာထိုင်ရလဲအသင်းအတွက် impact ဖြစ်တဲ့လူစားဝင်ပြီးကစားနိုင်တာရဲ့အကြောင်းအာတီတာတို့ကဒီစားမောက်ကိုတက်တန်းတိုးမယ်လို့ထင်တယ်။ဒါပေမဲ့အဲ့ဒါကတော့2026ຫນွေလောက်ကျမှပဲ entry bar တို့တက်တန်းတိုးရေးကိစ္စလုံးလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဒီကစားမောက်ကတော့ပြိုင်ပွဲဆုံးဒီရသည့်စံတပွဲမှာ ငါးဘွဲ့ပွက်ထပ်တာပြီးတော့လေးကိုသွင်းတလုံးဖိုင်းထားပါဗျ။ပရီးမီးယားလိမှာစုစုပေါင်း169ဘွဲ့အာဆင်နယ်တင်းထွက်ကစားပေးထားပြီးတော့139ဘွဲ့ပွက်ထပ်ထားတယ်။အဲ့မှာ42ဂိုးသွင်းပြီးတော့ဂိုး20ဖိုင်းထားတယ်။ကစားသမားရဲ့ quality ကမဆိုးပါဘူး။ဒါပေမဲ့အာဆင်နယ်လိုအသင်းကြီးမှာပွက်ထပ်ကစားသမားအဖြစ်ဆိုတဲ့ဖီအားကသူ့ရဲ့သွင်းကိုဖန်တီးမှုတွေကိုမေ့မိန်သွားစေပါလေ။ဒါပေမဲ့အများကြီးကောက်လိုက်မဲ့ကစားသမားဖြစ်အိုက်တာပေါင်းရင်အသင်းတောင်ရှိတွေကမျောလင့်ထားပါဗျ။ ဒုတိယမြောက်သတင်းကြတော့ injury သတင်းနဲ့တောင်းမြောင်းထွေလာသတင်းလေးကျွန်တော်သတင်းအတိုစာလေးတွေပေါင်းပြီးတော့ဖော်ပြသွားတော့မယ်။လောလောဆယ်တော့ဈေးကွက်ထက်မှာ Arsenal စိတ်ဝင်စားတဲ့ကစားသမားဆိုတဲ့စိုးခံရုံလုံးသတင်းတွေဟာရှားပါးနေတာဖြစ်တဲ့အတွက်အသင်းတွင်သတင်းလေးကျွန်တော်စူးစီးပြီးဖော်ပြသွားပါမယ်။ဒုတိယသတင်းအရဆိုလို့ရှိရင်တော့ Martinelli နဲ့ William Saliba တို့ကို Brighton နဲ့ပွဲမှာအနားပေးရတဲ့ပတ်သက်ပြီး Arteta ကဒီကစားသမားတွေရဲ့ကြံ့ခိုင်မှုကိုပို့ပြီးတိစောက်ချင်တာဖြစ်တဲ့အတွက်အရန်ကစားသမားအများစုကိုအသုံးပြုသွားပြီးတော့ဒီကစားသမားတွေရဲ့ဒဏ်ရာကလည်းအရန်ကြီးမဆိုးဘူးဆိုပြီးတော့ Arteta ကအင်တာဗျူးတစ်ချို့မှာပြောသွားခဲ့တယ်။ကစားသမား ိုက်ဒဏ်ရာနဲ့ပတ်သက်ပြီးတော့အိုက်တာဘဝင်အသင်းစေးအဖွဲ့ကတရားဝင်မထုတ်ပြန်တာဖြစ်တဲ့အတွက်ခွဲစိတ်စရာလည်းမလိုသလိုရန်နေနေလောက်နိုင်ရင်ကောင်းသွားနိုင်တဲ့အပေါ်စားဒဏ်ရာဖြစ်တယ်ဆိုပြီး report တော်များကဖော်ပြထားပါတယ်ဒီနေရာမှာ ဘူကောက်စာကာရဲ့စာချုပ်တင်မှာတပတ်လောက်ခလာစာပေါင်3သိန်းနဲ့မကြခင်မှာတက်တန်းတိုးနိုင်တော့မယ်ဆိုပြီးတော့ report တွေကဖော်ပြထားတယ်လောလောဆယ်ထီတော့နံမကြီးသတင်းထောက်တွေစီကနေအားလုံးပြီးသွားပြီဆိုတဲ့အစင်မျိုးတော့မရောက်သေးတာဖော်ပြသေးတာမတွေ့တာဖြစ်တဲ့အတွက်ခဏတော့စောင့်ကြည့်ရမယ်ဒါပေမဲ့စာကာနဲ့ပတ်သက်ပြီးတော့စိုးရိမ်သာမရှိဘူးအရှိကဂေဘီယံမကာကြီးဝီလျံစာလီပါလို့ပဲတနေ့မှ official လက်မှတ်ထိုးမှုချပြတော့မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်နောက်ထပ်သတင်းကတော့ဝမ်တာတာသတင်း sassy report ကဖော်ပြထားတာ သူရဖော်ပြထားချက်ရတော့နိုနီမန်တူကီကထင်ထားတာထက် မြန်မြန်ဒဏ်ရာနေတတ်တာလာတာဖြစ်တဲ့အတွက်အသေးနဲ့မြန်မြန်ဆက်ဆက်ပူပေါင်းနိုင်တော့မယ်ဆိုပြီးတော့ကစားမကိုယ်တိုင်ကလည်းမျှော်လင့်နေဆိုပြီးဆန်စီရော့ဘော့ကဖော်ပြသွားတယ်။အသင်းတာဝန်ရှိသူတွေကလည်းနိုနီမန်တူကီမြန်မြန်ပြန်လာနေတာနဲ့ပတ်သက်ပြီးအံ့အားသင့်နေပြီးတော့ကစားသမားလည်းမကြခင်မှာ fully training စင်းနိုင်ဖို့အတွက်စံနှားရှိနေဆိုပြီးတော့ဆန်စီရော့ဘော့ကဖော်ပြသွားပါပါတယ်။ဒီနေရာမှာမာတင်အိုရီဂက်နဲ့ခိုင်ယန်ဘတ်တူရဲ့တည်င်းတော့ကျွန်တော်မကြားမိသေးဘူး။တချို့ report တွေရဆိုရင်တော့ပုံမှန်တိုင်းနိုဝင်ဘာလအတွင်းမှာဒီကစားမတွေပြန်ပြီးဆော့လာနိုင်ခြင်းရှိဆိုပြီးပြော ထားတယ်အထူးသဖြင့်နိုဝင်ဘာ International Break ပြီးရင်ကစားသမားတော်တော်များဒဏ်ရာနေပြန်လဲတက်တာလာပြီးတော့အသင်းရဲ့ fully training မှာပြင်ပြီးပူးပေါင်းနိုင်မယ်ဆိုပြီးတော့ report တွေကဖော်ပြထားပါတယ်ဒီညမှာ Gabriel Jesus ကတော့ December လသဒုထပတ်အတွင်းအထူးသဖြင့် December 20ကျော်မှာအသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ဖို့အတွက်ဆန္ဒရှိနေပြီးတော့အသင်းနဲ့စာချုပ်တံတန်ကုန်တဲ့အထိဆက်ပြီးနေသွားရမယ်ဆိုပြီးတော့ report တွေကဖော်ပြထားပါတယ်အစတော့ဒီကစားမတဲ့ပတ်သက်ပြီး ASEAN နိုင်ငံကြီးပြန်လာမှာဖြစ်တဲ့အတွက် January အတွင်းမှာ ACC ပူးပေါင်းမှုအသင်းတောင်းရှိရာမျှော်လင့်ထားပြီးမယ်ကစားသမားရဲ့လက်ရှိချိန်မှာ individual training တွေအပေါ်စားလေ့ကျင့်ခန်းတွေကြောင်း December လအတွင်းမှာလည်းအသင်းနဲ့ fully training ပြန်ပြီးဆင်းနိုင်ဖို့တော်တော်လေးအချိန် နေကောင်းတယ်ဆိုပြီးတော့ဖော်ပြသွားပါတယ်။ကစားသမားကစောင်းစည်းကွက်မှာလည်းအတင်းကမထောက်ခွာခြင်းပဲနဲ့ဖြစ်နိုင်မယ်ဆိုရင်စာချုပ်ကုန်မဲ2029ညွေစည်းကွက်အထိအတင်းမှာဆက်လက်နေခြင်းနဲ့ဆိုပြီးတော့တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။ တတိယသတင်းတစ်ပုဒ်ကတော့ဒါကာလာဘောင်စတုတ္တအဆင့်မှာကစားဝင်ရခဲ့တဲ့မက်ချ်ဒေါမန်အာဆင်နယ်အသင်းရဲ့တမိုင်းရောက်တလျှောက်ပွဲထွက်ကစားဝင်ရတဲ့အသက်ငယ်ဆုံးကစားမဖြစ်လိုက်ခဲ့ပါတယ်။ဒီကစားမတော့ Brighton အသင်းကိုရင်ဆိုင်ကစားခဲ့ပြီးတော့အနိုင်ယူကျော်ဖြတ်ခဲ့တဲ့စတုတ္တအဆင့်ပွဲစဉ်မှာဆို rating 6.70ရခဲ့တယ်။အဲ့ဒီပွဲစဉ်မှာဆိုရင်လိန်ခေါက်ဖြတ်ကျော်မှု9ချိန်ထိအောင်မြင်ခဲ့တယ်။ Most Jurel Fawn ကတော့၄ချိန်ရှိခဲ့ပြီးတော့ Jurel Wong 6ချိန်အထိအောင်မြင်ထားပြီးတော့အသင်းရဲ့ညာချမ်းတိုက်စစ်တောင်ပံကိုအဓိကဦးဆောင်ခဲ့တဲ့ကစားသမားရဲ့တဦးဖြစ်ခဲ့တယ်။အထူးသဖြင့်သူနဲ့တွဲဆောက်ရတာနည်းနည်းလေးစိမ့်တယ်လို့ပြောလို့ရတဲ့ဒန်နီ ။ဒန်ယားနေပြန်လဲတက်တာလာတဲ့ဘန်ဝိုက်ကွင်းလေကစားသမားအစ်တတော်တော်များနဲ့တွဲပြီးဆော့ခဲ့ရပြီမလဲ။အထောင်မှာဆိုလို့ရှိရင်လည်းအန်ဒူးလိုလိုမျိုးလူငယ်ကစားသမားတူနဲ့တွဲဆော့ခဲ့ရပြီမဲ့သူ့ရဲ့ individual run နေနဲ့ individual dribbling တွေကိုတော်တော်လေးမြင်တွေ့ရတယ်။တကယ်ကိုကောင်းမွန်တဲ့ကစားသမားအဖြစ်ပေါ့လေ။အဲသူကတော့အာဆင်နယ်အသင်းအတွက်ဆိုလို့ရှိရင်တော့15နှစ်302ရက်နဲ့အသင်းရဲ့တမန်ရောက်တစ်လျှောက်ပွဲထွက်ခွင့်ရခဲ့တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ဒီမှာအာဆင်နယ်အသင်းမှာဒုတိယမြောက်အသက်ငယ်ဆုံးဖြစ်ပွဲထွက်ခွင့်ရခဲ့တာကိုဒသမလီဂျက်ပေါ်တာကတော့16နှစ်နဲ့82 ဲ့နှစ်ရက်ပေါ့လေအရှိမာတော့ဒီ fabricate တုန်းက16နှစ်189ရက်ဝီရှိုင်းယားတုန်းက16နှစ်266ရက်ဆိုတဲ့ record တွေရှိခဲ့ပြီလေလက်ရှိချိန်မှာမတောင်းမတ်15နှစ်302ရက်နဲ့အသင်းရဲ့တမိုင်းကြောင့်တလျှောက်အသက်ငယ်ဆုံးပွဲထွက်ကစားခွင့်ရတဲ့ senior level ကစားမဖြစ်လာခဲ့ပါဗျာ ဒီနေရာမှာမက်စတောင်းမန်းနဲ့ပတ်သက်ပြီးတော့တချို့ကချန်ပီယံလိမှာစောစောလေးထည့်သုံးပြီးတော့ဆန်ဂျီရီကော့တင်ပါညာဆိုပေမဲ့အဲ့ဒီနောက်ကမှကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေရှိတယ်ချန်ပီယံလိမှာအရှိကျွန်တော်တို့စောခဲ့တဲ့ဒီသုံးပွဲမှာဆိုရင်တပွဲပွဲမက်စတောင်းမန်းလိကျွန်တော်တို့ထည့်သုံးပြီးတော့အသက်ငယ်ဆုံးကစားသမားပါညာဆိုရီကော့တင်လို့ရတယ်ဒါပေမဲ့တစ်ဖက်မှာဆိုလို့ရှိရင်အဲ့လိုမျိုးအသက်ငယ်လေးနဲ့ဝင်စောလိုက်တဲ့ကစားသမားတဦးရဲ့ဆန်ဂျီကအဲ့ကစားသမားကိုဖိအားဖြစ်သွားမှဆိုတဲ့အတွက်နောက်တစ်ချက်ကကစားသမားငါဒီအသက်ရွယ်မှာတော့ဝင်စောရတယ်နောက်ပိုင်းဘာကြောင့် နီးပြအသိမသုံးတော့လားဆိုတော့အဲ့လိုမျိုးကိစ္စတွေဖြစ်လာမှာဆိုတဲ့အတွက်ဒီကစားမလေးကိုတတိကျလေးစနစ်တကျနဲ့ပြုစုပြုထောင်ပြီးတော့မှာပဲချန်ပီယံလိမှာထည့်ပြီးသုံးမယ်ကျွန်တော်ထင်တာတော့ဒီ Leaf Fast ပွဲစဉ်နေမှာတော့ဒီကစားမလေးထည့်ပြီးသုံးမှာပါကျွန်တော်တစ်ချက်တော့စောင့်ကြမယ်သုံးညင်လို့လို့လဲဒီကစားမကိုချန်ပီယံလိ Leaf Fast ပွဲစဉ်လူစင်းနဲ့မှာထည့်သွင်းထားခဲ့တာ ASEAN တရားနေပြန်လာမဲ့ဂျေဆူတော်မှာအဲ့မျိုးစင်းနဲ့မှာမထည့်ခဲ့ဘူးပေါ့လေအဲကြောင့်မို့ Match Down Man နေနဲ့ Aida Leaf Fast ပွဲစဉ်ကြံနဲ့ ဒီ၅ဘွဲ့မှာဘယ်ဘွဲ့မှာသုံးအောင်တစ်ချက်တော့ကြည့်ရမယ်အနည်းဆုံး Slavia Praha နဲ့ပွဲစဉ်မှာတော့သူ့အနေနဲ့ဝင်ဆုပ်လို့ရတယ်အထူးကအာဆင်နယ်ပြဿနာတဲ့ဂိုးရီစောစီမေးရတယ်ဂိုးရီစောစီ၂ဂိုး၃ဂိုးရလိုက်တော့အတင်းရဲ့လူငယ်ကစားမလေးတွေကိုဒါမိနစ်နောက်ဘက်မှာခြေသူလို့ရတယ်ဗောလေတခါကျရင်ကျွန်တော်တို့မိနစ်80 80လောက်မှာအနိုင်ဂိုးတွေရတဲ့အခါကျရင်ပွဲကိုထိရမယ်အပိုင်းရယ်အနိုင်ဂိုးရဖို့တင်စောတဲ့အပိုင်းရယ်ပွဲကိုဖျက်နိုင်ဖို့ရယ်ဆိုတော့အတင်းရဲ့ကစားသမားတချို့ကိုနေရာပြဖို့လည်းကျွန်တော်တို့မှလည်းအကန့်အသတ်ရှိခဲ့လို့ပါ ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်ကစားခြင်းဆိုတော့ Viber ဖုန်းနဲ့တင်ကြောက်ကို646 46လုံး33တိန်တဲ့ဘက်တင်ကြောက်ကို9963ခရောင်းရတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ကြောစီမှာဓာတ်ရိုက်လာပြီးမေးမြန်းခြင်းနဲ့ဆိုတော့ဒီဖုန်းနံပါတ်တွေရဲ့စင်ကျွန်တော်စီကိုလာလို့ရပါတယ်ခင်ဗျာ။ကဲနောက်ဆုံးတင်တဲ့ပုတ်ကတော့ကစားဝင်ရတိုင်းမှာကလင်းရှစ်ယူသွားခဲ့တဲ့အာဆင်နယ်ရဲ့ဂိုးသမားရီဇာဘလကာကီပါကီပါနေနဲ့ ဒီယာဒီမာအာဆင်နယ်သင်းစီကိုပေါင်၅သန်းဆိုတဲ့စာချုပ်ဖြတ်တင်ချက်ပြောင်းရွှေ့ခြင်းနဲ့ချဲစီးရနေပြောင်းလာခဲ့တာ။ဒါပေမဲ့အာဆင်နယ်ရောက်လာပြီးတည်းကသူ့အနေနဲ့နှစ်ပွဲပဲကောင်းကောင်းကစားဝင်ရခဲ့တယ်။တပွဲကဒါပေါ်ဘေးအသင်းနဲ့ခါရာဘောင်ကပ်ပွဲစဉ်မှာမိနစ်60ပြည့်ကစားခဲ့တယ်။အခုကြံခဲ့တဲ့ပွဲကတော့ Brighton အသင်းနဲ့ရင်ဆိုင်တွေ့ခဲ့တဲ့ခါရာဘောင်ကပ်ပွဲစဉ်မှာမိနစ်60ကစားခဲ့တယ်။အဲ့တော့သူ့အနေနဲ့လာမယ့် FA ကတ်ဒီကြိုင်နဲ့ဆုတ်လို့ရမယ်ထင်တယ်။ဘာလို့ Raya ဒီ Premier League ရဲ့အာဆင်နယ်အသင်းရဲ့ first line နဲ့ကိုယ်တော်မှဖြစ်တဲ့အတွက် keeper ကိုဒီလိုမျိုး မိုင်းနာဖလားတွေမှာတော့အာရီတာတို့အချိန်ပေးမှာပဲအဲကြောင့်မလို့ကျွန်တော်ကြည့်ရတဲ့လောက်ကတော့ဒီကာရာဘောင်းမှာအစ်စ်နေတစ်စင်းတက်သွားတာမျိုးတွေပြီးရင် FA ကတ်တွေစားတဲ့ခါမျိုးကြရင်တော့ကီပါအတွက်တနည်းရလာမှထင်တယ်။သူကလည်းယုံကြည်ပေးလောက်ရတဲ့လက်စွမ်းတွေကိုပြသခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုရင် ဂိုးပေါက်တဲ့ကံကြက်6ကြိမ်လုံးကိုကာကွယ်သွားခဲ့တယ်။ပေးကိုလုံးဝမရှိ။ဂိုးသမားတူဦးတဲ့ဆိုရင်တော့တကယ်ဂုံတူးမတ်လို့ပြောလို့ရတဲ့ clean sheet ပါယူသွားနိုင်ခဲ့တယ်ဗောလေ။ rating အဖြစ်ဆိုလဲဒီနှစ်ပွဲလုံးမှာ7.7အထိကိုရအောင်ကစားခဲ့တယ်။အရှိကပေါ်ပေးသိတဲ့ပွဲစဉ်မှာဥက Brighton နဲ့ပွဲစဉ်မှာကျွန်တော်ထင်ပါတယ်။အရှိလာမယ့် Crystal Palace နဲ့ပွဲစဉ်မှာလည်းအာတီတာနေနဲ့အဲ့ဒီ quarter final မှာသူ့ကိုပဲဆက်ပြီးသုံးသွားနိုင်ခြင်းရှိနေပါတယ်။ဒီကစားသမားတော့လက်ရှိချိန်မှာအသက်32နှစ်ရှိဖြစ်တဲ့ Spain သား American သူဘုံမောက်လို့အသိမျိုးမှာဆိုရင်ပွဲဒီအများကြီးတောက်လျှောက်ဆော့ရမှာ။ ပွဲထွက်ကစားမှဖြစ်ချက်စီပြောင်းလို့အရန်ဖြစ်မယ်ဆိုရင်တော့မှအာဆင်နယ်လိုအသင်းသင်းစီမှာရိုင်ယန်နဲ့တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်ထွက်ခါလာခဲ့တာအဲ့အတွက်လည်းသူ့ကိုတော်တော်တကယ်ကျေးဇူးတင်တယ်ကျွန်တော်ရှင်ကြည့်လိုက်ပါကျွန်တော်ဟို၈တနစ်ကတုန်းကအခြားတဲ့ရကုသမတူကိုကျွန်တော်တို့အရန်ကုန်မှာခေါ်ပြီးထားနေဒီလိုမျိုး quality တိတ်မတိမ်မြင်းကစားသမားတစ်ယောက်ကိုအရန်ကုန်ခေါ်ထားနိုင်ခဲ့တာအာဆင်နယ်တင်ဒီယာဒီ squad တကနေရာတိုင်းမှာတော်တော်လေး strong ဖြစ်တယ်ပြောလို့ရတယ်အဲ့တော့အသင်းမှာအရန်ကုန်ထိုင်ရမယ်ဆိုတာတိတိနဲ့လာတဲ့ reserve keeper ကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ် ကွာတာဖိုင်နယ်ကြရင်ကီပါတယောက်ပွဲထွက်ခွင့်ရမယ်ထင်လားခေါမခွင့်ရောက်ရေးသားပြီးတော့ပါဦးအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ